အားလုံးပဲမင်္ဂလာပါ Idea 134အနေနဲ့ကြိုဆိုပါမယ်ဒီဘက်မှာတော့ကျွန်တော်ကစံသားကောင်းစေဖို့အတွက်စားမယ်အစားအစားလေးမျိုးအကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1နံပါတ်1အနေနဲ့ကတော့မြစ်ပါမြစ်မှာ potassium mineral ပါဝင်ပါတယ်အဓိကစံသားအတွက်အကျိုးပြုတဲ့ silica protein နဲ့ပါဝင်ပါတယ် ဒီ protein ဟာစံသားတွေကိုတန်မာစေပြီးတော့သူတို့တွေအလွယ်တကူကျိုးပြတ်ခြင်းမှကာကွယ်ပေးတဲ့အပြင်ကိုယ့်ရဲ့အသားအရေအရေးကြောင်းကိုလျော့စေပြီးတော့ရိုးတွေရိုးနှုတ်တွေကိုတန်မာအောင် အထောက်အကူပြုပေးပါတယ်။နံပါတ်1ဆာမွန်ကဆာမွန်ကမှာ omega 3 fatty acid vitamin D3 တွေပေါ်ကျော်ဝါစွာပါဝင်ပြီးတော့ vitamin D3 ဟာစပင်ကျွတ်ခြင်းကိုတတ်တာစေတဲ့အပြင်စပင်အမြစ်တွေကိုပါလှုံ့ဆော်ပေးပါတယ်။ ဒါကြောင့်သူကလည်းစံသားအတွက်တင်တော်တဲ့အစားအစာတစ်ခုပါနံပါတ်3နံပါတ်3ကတော့ကြက်ဥပါကြက်ဥမှာ biotin ပါပါတယ် biotin မရှိရင် creatine လည်းမလုပ်နိုင်ပါဘူး creatine ကတော့အဓိကအနေနဲ့စံသားတွေရဲ့စံလုံးကောင်းစေဖို့လိုအပ်တဲ့တသမျိုးဖြစ်ပါတယ်ဒါအပြင်ကြက်ဥမှာ fat soluble nutrients တွေပါဝင်တဲ့အတွက်စံသားကြီးထွားမှုကိုအထောက်အကူပြုပေးပါတယ်နောက်ပြီးတော့ကြက်ဥမှာ cholesterol ပါဝင်ပါတယ် ပြီးတော့ cholesterol ကမကောင်းတဲ့အရာလို့ထင်ကောင်းထင်ကြပါမယ်။ဒါပေမဲ့ cholesterol ကသင်တို့ရဲ့စပင်းတွေအတွက်လိုအပ်တဲ့ဟော်မုန်းတွေရဲ့အဓိကစတင်ဖြစ်ပေါ်တဲ့ PC precursor လို့ခေါ်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ဆန္ဒကြီးထွားမှုအတွက်လိုအပ်တဲ့ဟော်မုန်းတွေရရှိဖို့ cholesterol ပါဝင်တဲ့ကြအုပ်ကိုစတင်ပါတယ်။ဒါအပြင်ဒီ cholesterol ဟာဆန္ဒကြီးတောက်ပမှုအတွက်လည်းကူညီပေးပါတယ်။ဒါ့အပြင်ကြအုပ်မှာပါတဲ့ sulfur ဟာဥယျာဉ်ပြအတွက် ကောင်းပါပါတယ်။နောက်ပြီးတော့ကြက်ဥမှာဗိုက်တာမင် D လည်းပေါင်းပါတယ်။နံပါတ်၄အနေနဲ့ကတော့တရိတ်ဆန်အသေးပါ။ဒီတရိတ်ဆန်အသေးတွေမှာတန်တက်ပြေဝါစွာပေါင်းပါတယ်။တန်တက်တွေကသွေးနေဥတွေထုတ်လုပ်ဖို့အတွက်အဓိကလိုအပ်တဲ့ပစ္စည်းပါ။ဒီသွေးနေဥတွေမိမိခန္ဓာကိုယ်ထဲမှာလုံလောက်စွာရှိနေမှသာစံသားကြီးထွားမှုအတွက်အထောက်အကူပြုနိုင်အောင်အောက်ဆီဂျင်ကိုဥယျာဉ်ပြားစီရအောင်တည်ပြီးနိုင်မှာဖြစ်ပါတယ်။ ဒီကျွန်တော်တို့ရဲ့သပင်ကျွတ်တာရဲ့အများဆုံးအဖြစ်များဆုံးအကြောင်းရင်းတစ်ခုပါတန်တက်ချို့တက်ခြင်းလည်းပါဝင်ပါတယ်တန်တက်ဟာကော်ပါတက်ချို့တက်တဲ့အခြေအနေမှာလည်းကောင်းကောင်းအလုံးမလုံးမလုံးနိုင်ပါဘူးအဲ့ဒီကော်ပါကိုကျွန်တော်တို့ဒီတရိษံအသေးအနေပဲရရှိနိုင်ပါတယ်ဒီတရိษံအသေးမှာစားသုံးခြင်းအဖြစ်ကော်ပါအပြင်ဇင်တက်လည်းရရှိနိုင်မှာဖြစ်ပါတယ်ဇင်ဟာဘလိုနေရာမှာအဲ့တော့အကောင်းလဲပေါ့နော်ကျွန်တော်တို့ဒီ dihydrotestosterone လို့ခေါ်တဲ့ဟော်မုန်းဟာမျိုးသားတွေမှာထိပ်ပြောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒီစင်တာဟာဒီ dihydrotestosterone ဖြစ်ပေါ်မှုတာစီပေးခြင်းအဖြစ်ထိပ်ပြောင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။ဒါအပြင်ဇင်မှာစံသားအတွက်လိုအပ်တဲ့ protein ဓာတ်ထုတ်လုပ်မှုကိုကူညီပေးပါတယ်။အသည်မှာပါဝင်တဲ့ folate နဲ့ B12 ကလည်းစပင်ဖြူစင်းကိုနှေးစင်နိုင်ပါတယ်။ဒါအပြင် ဗိုက်တာမင် A နဲ့ဗိုက်တာမင် D လည်းပါဝင်ပါတယ်။ဗိုက်တာမင် A ဟာဗိုက်တာမင် D နဲ့အတူတွဲအလုပ်လုပ်ပြီးတော့ဒီဗိုက်တာမင် D ဟာစပင်ကြီးထွားမှုမှာလိုအပ်တဲ့အဆီကလန်းတွေကိုပုံမှန်လုပ်လုပ်နိုင်မှုကူညီပါတယ်။ဒါကြောင့်စံသားတွေတောက်ပြောင်ပြီးတော့စံသား6နေသူတွေမှာအထူးလိုအပ်တဲ့တတမျိုးဖြစ်ပါတယ်။ဒီပြင်သတိစံအသေးတွေမှာ biotin ပါလို့စံသားကိုထူပြီးတော့တန်စေမှာပါ။ ီနေ့အတွက်တော့ကျွန်တော်မျှော်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ you only live once ပါစံသားတွေကောင်းမွန်တတ်ပါကြပါစေနောက်ဗီဒီယိုမှာတွေ့ပါမယ်